ဝါထင်းကျုပ်ဒေသမိုင်းမောမြို့မှာငွေရစေဝါသုံးဆွဲပြီးစကားမြရင်ဖြစ်က လူသက်မှုကျုလို့နဲ့ရဲဝန်တန်းကို UWSA ကတည်တံချမှတ်ခဲ့ကြောင်းဝါရုပ်သံ WSTV ရဲ့ match လ24ရက်သတင်းထုတ်လွှင့်မှုကိုကိုးကားပြီးဝါ New Zealand သတင်းဌာနကဖော်ပြထားပါတယ်။ဝါထင်းကျုပ်ဒေသမိုင်းမောခရိုင်မိုင်းမောမြို့မှာငွေရစေသုံးဆွဲရာမှာတငယ်ချင်းနဲ့စကားမြရင်ဖြစ်ပြီးတန်ချောင်းဖြစ်တည်ဆုံတဲ့အထိရိုင်းနှက်ခဲ့ကြောင်းပြည်မှုကျုလို့သူဟာအသက်24နှစ်အရွယ်ချိန်ဆိုင်တောင်းဆိုသူဖြစ်ပြီး၎င်းဟာရဲဝန် နဲ့တူဖြစ်က2024ခုနှစ်စက်တင်ဘာလ9ရက်နေ့မှာလူသက်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း World Newsland သတင်းဌာနရဲ့ဖော်ပြချက်အရသိရပါသည်။ ဝါဖွဲ့ရဲ့တရားဥပဒေခန်း၄ရဲ့ပုံမှန်တရား61အရ၎င်းဟာလူသက်မှုမြောက်ခြင်းကြောင့်ပြည်မှုကိုစစ်ဆေးပြီး2025မတ်လထဲမှာမိုင်းပေါမျိုးတရားစစ်ဆေးရေးတွင်တည်တံ့ချမှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။အဆိုပါလူသက်မှုကျူးလွန်သူဟာလူသက်မှုမကျူးလွန်ကလေးကပစ္စည်းခိုးယူမှုလိမ်လည်မှုနဲ့မူရည်စေးသုံးဆဲမှုတို့ကိုအကြိမ်ကြိမ်ကျူးလွန်ခဲ့ဘူးသူဖြစ်ကြောင်း WSTV ရဲ့သတင်းထုတ်လွှင့်မှုကိုကိုးကားပြီးဝါနယူးဇီလန်သတင်းဌာနကဖော်ပြထားပါသည်။ အလားတူဝါပြည်နယ်ဟိုပန်ခရိုင်ဟိုပန်မြို့မှာလူသက်မှုကျွလွန်သူအားပြီးခဲ့2024အောက်တိုဘာလထဲမှာတည်တံ့ချမှတ်ခဲ့ပူပါရီအလားတူဝါဒေသမိုင်းမောမြို့နယ်ပန်ဝိုင်ကျေးရွာမှာမွေးရဆေးသုံးကစိတ်မှုမမှန်ဖြစ်ပြီးဖခင်ဖြစ်သူအားဓာဖြစ်ခုတ်တက်တဲ့အသက်30နှစ်အရွယ်ရှိအမျိုးသားတဦးကို2025ခုနှစ်ဇန်နဝါရီလအတွင်းက UWSA ကတည်တံ့ချမှတ်ခဲ့ကြောင်းသိရပါရီထို့အတူ UWSA ကထိန်းချုပ်ထားတဲ့ဟိုပန်မြို့မှာ2024ခုနှစ်ဩဂုတ်လ3ရက်က ကုံဆုံဆိုင်တစ်ခုမှာတပြားတိုက်မှုဖြစ်ပွားခဲ့ကာရှင်းနေအရွယ်ကလေးငယ်တူအသက်ခံရမှုဖြစ်စဉ်တွင်ကျူးလွန်သူကိုနှစ်လအကြာအော်တိုဘာလ30ရက်နေ့မှာဝါအဖွဲ့ကတည်တံချမှတ်ခဲ့ပါသည်ဝါအဖွဲ့အနေနဲ့ရခင်ကလည်း၎င်းတို့ထိန်းချုပ်ထားတဲ့ဒေသအတွင်းရဲစွေးမှုကျူးလွန်သူများကိုအများပြည်သူရှိမှပြည်တံချမှတ်ပြီးတဲ့နောက်၎င်းတို့ထိန်းချုပ်ထားတဲ့မြို့များတွင်ပြည်မှုကျူးလွန်သူများကိုအများပြည်သူများအားလိုက်လံလှည့်လည်ပြသလိရှိတာကိုတွေ့ရပါသည်